င်မင်္ဂလာပါရှင်ဆရာကြီးမြတန်ချင်းရဲ့ခိပြန်ရုပ်ပုံလွှာများဆိုတဲ့စာအုပ်ထဲကစာလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်မင်းသမီးယုံနဲ့ဘလူးကောင်ပိုချုပ်စီတဲ့ကို ကျွန်တော်အခါခါအခေါက်ခေါက်ရောက်ခူးခဲ့ပါသည် ။ចောင်းသားបွားរងកលែមិនចាខណាយកភូឌីចောင်းកាថ្វត់រលែយកភូឌីសាកលីផាលីយីរលែយកភូឌីကျွန်တော်တို့စာစာရေးစာစာရွေးရေးစင်ကချူမွားမဂဇင်းတိုက်သည်ပိုကျုပ်စေးအနောက်ဖက်တန်း146မှာရှိသည်နာမည်ကျော်ဘာတန်ကပီးသည်လဲပိုကျုပ်စေးအနောက်ဖက်တန်းမှာရှိသည်ဒေါခင်ကြီးစာအုပ်ဆိုင်သည်လဲပိုကျုပ်စေးအနောက်ဖက်တန်းမှာရှိသည် တက္ကတုတမဝါယာမအတင်ဆိုင်တမဝါယာမဇမိညက်ဆိုင်တို့လည်းဘူကျုပ်စီမှာရှိသည်နောက်ပိုင်းတွင်ရှုမွားမကက်စင်းသည်ဘူကျုပ်စီတရားကြီးနောက်သို့ရောက်သွားသည်ထို့အခါတွင်လည်းကျွန်တော်သည်ဘူကျုပ်စီကိုအမြဲတမ်းလိုလိုဖြတ်သွားတတ်သည်မဂ္ဂဇင်းတိုက်တွင်မိတ်ဆွေများနှင့်တွေ့၍လက်ဖက်ရည်တောက်ထွက်လင်လဲဘူကျုပ်စီထဲကအရှိတ်တန်ကမြက်ကဖီးမှသွားတောက်သည် တခါတရံမြန်မာထမင်းဟင်းစားကျင်လင်လေဘူကျုပ်စီတဲ့ကမြန်မာထမင်းဆိုင်တွေမှာသွားစားသည်တခါတရံလက်သုတ်တို့ကြောက်ကြောတို့စားကျင်လင်လေဘူကျုပ်စီတဲ့မှာသွားစားသည်ကံကုန်မနေသည့်ကာလများတွင်ဘိုလ်ချုပ်ဈေးကိုကျွန်တော်မရောက်သည့်အခါဟူ၍မရှိပါအနည်းဆုံးတစ်ပတ်တစ်ခေါက်တော့ရောက်တတ်ပါသည် ကျွန်တော်ဒီမြောက်ဖက်တန်းခေါ်နောက်ကျောဖက်တန်းကဆိုင်တန်းတွေကိုလည်းရောက်ဖူးပါသည်အသားတန်းငားတန်းကားပွဲစားတန်းကြောက်ပွဲစားတန်းစသည့်ဈေးရုံတန်းများချားကိုလည်းရောက်ဖူးပါသည်ဘူချုပ်စေးအပေါ်ထက်အောက်ထက်စုံနေပါပြီ။ အလဲယုံဖေးယုံစုံနေပါပြီ။ဆိုင်တန်းတော်တော်များများရှိကိုလည်းရှောက်ဖူးပါသည်။ရွှေဆိုင်တန်းအထဲတန်းဖနက်တန်းကျင်းထဲတွေရောင်သည့်ဆိုင်တန်းပကြီကားတွေရောင်သည့်ဆိုင်တန်းစီတုအစားစာများအရက်ပလင်းများရောင်သည့်ဆိုင်တန်းယွန်းထဲတွေရောင်သည့်ဆိုင်တန်းစသဖြင့်စုံနေပါသည်။ဘူကျုပ်စေကြီးသည် သူပစ္စည်းနှင့်သူပြည်စုံဖူလုံနေသောကမ္ဘာလောကကြီးတစ်ခုဖြစ်ပါသည်။ ဘူကျုပ်စီကြီးတဲ့တွင်ကျွန်တော်မရဖူးသည့်နေရာကျွန်တော်မရဖူးသည့်ဈေးရုံမရှိတလောက်ဖြစ်ပါသည်တို့ရာတွင်သူနှင်းတွေ့လိုက်သည့်အခါမှပင်ကျွန်တော်သည်ဘူကျုပ်စီတဲ့တွင်ကျွန်တော်မရဖူးသည့်နေရာတွေရှိကြောင်းကိုကျွန်တော်သိလာရပါသည်သူနှင်းကျွန်တော်မတွေ့သည်မှာကြာလာပါပြီ။သူသည်ကျွန်တော်ထက်အသက်ကြီးပါသည်။ကျွန်တော်တို့မျိုးဇာတိဖြစ်တော်လဲသူ့ကိုကျွန်တော်တို့မျိုးမာတော့ကကောင်းကောင်းမသိပါ တစ်ခါနှစ်ခါလောက်သာမြင်ဘူးလိုက်ပြီးနောက်မတွေ့တော့ပါသူညီနှင့်ကျွန်တော်တို့မှာတငယ်ချင်းဖြစ်သဖြင့်သူ့အိမ်သို့မကြာခဏရောက်တတ်ပါသည်တို့ရတွင်သူ့ကိုတိတ်မတွေ့ရပါ သူသည်ငငယ်ကလေးကအိမ်မနေသည်ဟု၍မရှိအမြဲလိုလိုခရီးသွားနေတတ်ပါသည်ကြောင်းလဲနေဟန်မတူပါ မင်းအကိုကအကြောင်းမနေဘူးလားဟုတ်ကျွန်တော်တငယ်ချင်းကိုမေးသည်။သူကမနေချင်ဘူးတဲ့ကွာစာမတင်ချင်ဘူးတဲ့အလုပ်ပဲလုပ်ချင်နေတဲ့သူ့ကိုအရင်အနည်းထုတ်ပေးပါလို့ဖေတို့မေတို့ကိုခဏခဏပူဇော်တယ်။ဒီတော့မင်းဖေတို့မေတို့ကအရင်အနည်းထုတ်ပေးသလားအစတော့ကတော့ထုတ်မပေးဘူးပေါ့။အကြောင်းပဲအတက်ခိုင်းတာပေါ့။ နောက်တော့ကိုရမ်းမှာ3-4ခါကြာတော့ဖေတို့အမေတို့လည်းဒီလောက်တောင်ရှိလာတာသူလုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ပြစေဆိုပြီးအရင်အနည်းဆိုင်ထုတ်ပေးလိုက်တယ်။သူကဟိုမျိုးဒီမျိုးသွားကုန်ကူးလိုက်ပြန်လာလိုက်ဆိုတော့အိမ်မှာမရှိတာများတယ်။မင်းကိုကဖားကုန်းတွေကူးတာလေဟုတ်ကျွန်တော်ကမေးသည်ငါကိုကူးတဲ့ကုံကအဆန်းกว่าအာနန္ဒာပွဲစည်းတို့မြတ်တလွန်ပွဲစည်းတို့တီဟိုရှင်ပွဲစည်းတို့မှာပွဲစည်းလိုက်ပြီးအယုတ်ကလေးတွေရောင်းနေ ဘာအယုတ်ကလေးတွေဟုတ်လားအေးပေါ့တို့အိမ်ပြီးတို့ပေါ်မှာတင်ထားတဲ့စီးကွဲရုပ်တို့လိုဟာမျိုးပြီးတော့ကြောက်ဆယ်တို့ဘာလို့ကလုတ်တဲ့ဆင်ရုပ်တို့ပြီးတော့တစ်သားနဲ့လုတ်တဲ့ကြားရုပ်တို့မင်းသားရုပ်တို့မင်းသမီးရုပ်တို့ဘလူးရုပ်တို့ကိုရောင်းနေ သူကအလှကြိုက်အတန့်ကြိုက်ကိုကွာဒီလိုကုံမျိုးကိုမှရောင်းချင်နေတဲ့ဒီပြင်းဖြစ်စီတွေရောင်းရတာညစ်ပတ်တယ်တဲ့တခါအမေကနှင်းအယုတ်တွေရောင်းရတာအမျက်တို့ဘာလို့လဲသိမရှိဘူးအောက်မှာဒိုးဆွေမျိုးတွေရှိတယ်အဲ့ဒီကငပိငချောက်တို့ကိုယူရောင်းပါလားလို့ပြောလို့စိတ်ဆိုးလိုက်တာအဲ့ဒီလိုညစ်ပတ်တဲ့အလုပ်မျိုးကိုတသက်လုံးမလုပ်ဘူးတဲ့ ကျွန်တော်လည်းသူ့အကြောင်းထုံများလောက်တာတီးခဲ့ပါသည်ကျွန်တော်သည်သူနှင့်တိတ်မတွေ့ဖြစ်ကြပါကျွန်တော်ထက်အသက်၄၅၆နှစ်လောက်လည်းကြီးသဖြင့်မတွေ့ဖြစ်ခဲ့ကြပါရှင်မစစ်ပီးစားကဖြစ်ပါသည်ကျွန်တော်သည်ရန်ကုန်လာကျောင်းနေသည့်အခါတွင်သူ့ကိုတခါတရံစူးလေဖျားလမ်းမှာတွေ့လိုက်ရပါသည်ထိုစဉ်ကတွင်းကုံပို့ကုံလိုင်စင်တွေခစ်စားခြင်းဖြစ်ပါသည် သူသည်တွင်းကုန်လိုင်းစင်ရကမဟာဗန္ဓုလလန်ထိုစင်ကဒါဟိုစီလန်တွင် စတိုးဆိုင်ကြီးတဆိုင်ဖွင့်ပါသည်သူစတိုးဆိုင်တွင်နိုင်ငံခြားမှလာသည့်အလကုံများအဝတ်အထည်များနိုင်ီများအုတ်ထုတ်လလကလေးများစသည်တို့ကိုရောင်းချပါသည် ရှေ့မှန်ဗီဒီယိုကြီးထဲတွင် ကော်ဖင့်ပြုတ်လုထားသည့်မိမရုပ်အလှလေးတရုပ်ရှိပြီးထိုမိမရုပ်ကို ပြင်ဆင်ဝတ်စာပြသထားပါသည်။သူသည်လေအေးဆက်တက်ထားသည့်သူ့ရုံးခန်းတွင်ထိုင်ရင်းအမစာများကိုရေးနေသည်။လပချုံမောသည့်လက်နက်စိတ်စီလက်နှိပ်ဆက်စည်မကလေးတယောက်ကသူ့ပစံမှရွတ်ပေးသည့်အမစာများကိုလိုက်ရေးပေးနေသည်။ သူ့စတိုးဆိုင်ကလေးသည်ပကြီကားထဲကဆိုင်ကလေးတစ်ဆိုင်လိုလှပတည်လွင်နေသည်ဆိုင်ရှိတွင်မန်ဘီရိုများကပြောင်းလဲတောက်ပါနေသည်မန်ဘီရိုများထဲတွင်လှပတည်လွင်သောပစ္စည်းတွေကိုအစီအရီထည့်ထားသည်ချိုးကေ့စ်များထဲတွင်လည်းအလှပဆုံးပစ္စည်းကလေးများကိုခင်းချင်းပြသထားသည်အယောင်စီမကလေးများက သူ့မှန်ပီတို့များကိုစက်မွေးများဖြင့်အမြဲတုံနေကြသည် ဖုံမုံရဲလို့တမုံများမရှိဆိုင်အဝင်ဝအတွင်းအုံးဆန်အခြေတုပ်ဖုံကြီးနှစ်ချက်ချထားသည်ဖြင့်ဆိုင်ထဲတွင်လည်းဖုံမုံရဲလို့တိတ်မရှိမနက်လင်း၍ဆိုင်ဖွင့်တီနှင့်ဆိုင်တန်းရှိသမားများကအကုန်လှဲခြင်းပြီးပြီးသူသည်ညစ်ပတ်မှုဖုံမုံအစွန်အထင်စသည်တို့ကိုမုံသူဖြစ်သည်သူသည်သူ့အခန်းကိုဖြူဖွေးပြောင်းလဲနေအောင်ဆေးတုပ်ထားသည် သူ့ရေအိမ်ကကြွေခွက်သည်ခွေးပြောင်လက်နေကအနီးတွင်ဖြူခွေးနေသည့်ဆက်ပြာခွက်ထဲမှခွေးကြိုင်တင်းပြတ်နေသည့်အမွေးဆက်ပြာအနီးရှိတန်းပေါ်တွင်ဖြူခွေးနေသည့်လက်တုပ်ပွားတို့ကိုတင်ထားသည်အနံ့အသက်ပြောက်စီဘူးကိုအခန်းထဲတွင်ချိန်ထားသဖြင့်သူ့ရေအိမ်သည်မှွေးကြိုင်နေသည်ခမားကတော့တကယ်အယောင်းဝယ်လုပ်ငန်းရှင်ကြီးဖြစ်သွားပြီနော်ဟုကျွန်တော်ကသူ့ကိုကြည့်၍ပြောသည် ကျောင်းဆက်နေငါဖို့အချိန်ကုန်မှာပဲလေငါကကျောင်းလဲမနေခြင်းဘူးစလဲမတင်ခြင်းဘူးဒါကြောင့်မို့လားမသိဘူးကျောင်းစရဆိုလို့လဲနောက်ဆုံးကပညာပါရမီနည်းတယ်လို့ဆိုရမလားပေါ့ကွာဒီတော့ကိုလုံးရမယ့်လုပ်ငန်းကိုဆော့ဆော့ဆီဆီရွေးလိုက်တာပိုကောင်းတာပေါ့ကွာဒါကြောင့်ဟန်ကြသွားတာပေါ့ဟုသူကပြောသည် ကျွန်တော်မမိသေးတယ်ခမားငငယ်တုန်းကပွဲစည်းထဲမှာအယုတ်ဆိုင်ကလေးဖွင့်တာလေမင်းသမီးမင်းသားရုပ်ကလေးတွေယမင်းရုပ်ကလေးတွေအေးဟုတ်တယ်အဲ့ဒီတုန်းကငါကအယုတ်လက်လက်ကလေးတွေမှအယောင်းချင်တာပြီးတော့အတန့်ကလည်းကြိုက်တယ်ကွအခုထိကြိုက်တုံးမယ်ဟုဆိုကသူသည်ရှယ်နေသည် ကျွန်တော်နှင့်စကားပြောနေသည့်အချိန်အတွင်းတွင်သူသည်ရေချိုးခန်းထဲသို့မကြာခဏဝင်သွားကစက်ပြာဖြင့်လက်စည်တက်သည်လူတယောက်နှင့်လက်ဆွဲနှုတ်ဆက်ပြီးတိုင်းသူကိုင်နေကြမဟုတ်သည့်ဖြစ်စီတစ်ခုကိုကိုင်ပြီးတိုင်းမကြာခဏလက်စည်တက်သည်ကိုကျွန်တော်သတိပြုမိသည် အိမ်နောင်တွေပါတွေကကြပြီလားသူကခေါင်းယမ်းပြလိုက်ရင်ငါကအိမ်နောင်ကြတတ်တဲ့လူမျိုးမဟုတ်ဘူးတော်တော်တန်တန်မိန်းမကိုလည်းငါမယူချင်ဘူးပြီးတော့တော်တော်တန်တန်မိန်းမကလည်းငါတင်းကြီးကိုခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ခုထိတော့မယူဖြစ်သေးဘူးနောင်တော့ပြောတတ်ဘူးကျင်းမှာလွန်ခဲ့သည့်နှစ်ပေါင်း30ကဖြစ်သည်တလောကတော့ကျွန်တော်ကဘိုးချုပ်စည်းတဲ့ကလက်ဖက်ဤဆိုင်ကအထွတ်တွင်သူနှင့်တွေ့ပြီ သူကလည်းကျွန်တော်ကိုကြည်သည်ကျွန်တော်ကလည်းကြည်သည်နောက်ဆုံးကျွန်တော်မနေနိုင်တော့သူ့အနီးသို့လျှောက်ကခမရကိုကြီးမောင်မဟုတ်လားဟုမေးသည်အေးဟုတ်တယ်ငါလည်းမင်းနဲ့တူပါတယ်လို့ကြည်နေတာလာကွာလက်ဖက်ကြီးတောက်ရအောင်ကျွန်တော်တို့သည်လက်ဖက်ကြီးဆိုင်တဆိုင်တွင်ဝင်ထိုင်ကြသည်ကိုကြီးမောင်ဤရုပ်မှာညစွာပြောင်းလဲခြင်းမရှိခေါင်းတစ်ခုလုံးပြောင်းသွားသည်မှာအပါငငယ်ကအတိုင်းပင် ်ငငယ်တော်ကလည်းသူသည်မျက်စံအကျဲကျဲမျက်နာပြည့်ပြည့်ကြည်လင်တန့်ရှင်သည်ကြည်လင်တန့်ရှင်သည်ဥပရိယုတ်ရှိသူယခုလည်းထိုအတိုင်းကိုလုံးကိုပေါ့လည်းငငယ်ကအတိုင်းမင်းဝါလည်းဝါလာခြင်းမရှိပိန်လည်းပိန်သွားခြင်းမရှိ သူရာတွင်အဝိအစားကမူပြောင်းသွားသည် ငငယ်တုံးကဖြူခွေးနေသည့်ရှက်အိမ်ကြီးရွှေတောင်ပိုးလုံးကြီးမန္တလေးပိုးလုံးကြီးဗန်ကောက်လုံးကြီးတို့ကိုဝတ်တော်လဲယခုမူအယောင်မိုင်းမိုင်းပါတိတ်အိမ်ကြီးကိုဝတ်ထားပြီးအပေါ်တွင်အယောင်လင်းစားပြုနေသောဂျင်းကုတ်အိမ်ကြီးရှိကြီးကိုဝတ်ထားသည် ်ခါတွင်အယံခတ်မိုင်းမိုင်းရခိုင်လုံးကြီးကိုဝစ်ထားသည်ရခင်ကလိုဖြူဖွေးတောက်ပနေသောအဝတ်စားများမဟုတ်သည့်တိုင်အဖိုးတန်အကောင်းစားတွေကြီးဖြစ်ပါသည်လက်တွင်ဒိုင်ကွက်အဖြူရောင် Rolex Wine Rolex Wine Star 9ကိုပင်ပတ်ထားပါသည် မင်းနဲ့တွေ့ချင်နေတာကွညီမောင်လည်းပင်စင်ယူသွားပြီ ခုတော့နေမရောက်နေတယ်သူကသူ့ညီအကြောင်းကိုပြောပြသည် ဟုတ်တယ်ကြားတယ်အီလီသူလည်းပင်စင်ယူလာရောပေါ့ကျွန်တော်ထက်တောင်နနစ်သုံးနှစ်ကြီးသေးတာပဲနို့ခမားကောသားရည်မီးတွေရနေပြီလားဘယ်နှယောက်တောင်ရှိပြီလဲတယောက်မှမရသေးဘူးကွဘာလဲသားရည်သမီးတွေကလူလွတ်တွေပဲရှိသေးသလားသူကရှယ်နေသည်သားရည်သမီးတွေလည်းမရှိဘူးငါအခုတည်းကအိမ်အောင်ပြုတ်သေးဘူးကွလူပြိုကြီးပဲရှိသေးတယ် အသက်80နားသို့ကပ်နေသောလူမျိုးကြီးကိုကြီးမောင်ကိုကျွန်တော်ငေးကြည့်နေမိသည်ဟင်ဘသူနဲ့နေတယ်လဲအမေနဲ့နေတယ်ကွအမေကအသက်60ကျော်နေပြီဒီတော့အဖွားကြီးကိုငါပဲစောင့်ရှောက်ရတာပေါ့ညီတွေညီမတွေကသူတို့အိမ်အောင်နေတဲ့သူတို့ဆိုတော့အမေကိုကြည့်ချိန်မရဘူးကွာစိတ်သာရှိတာလက်တွေမလုံနိုင်ကြပါဘူးတာရုပြတာရုအသက်60ကျော်အမေကြီးကိုအသက်80နားကပ်နေတဲ့လူမျိုးသားကြီးကစောင့်ရှောက်နေတယ်ဆိုတာကြားရ ကြားရတာဟာမင်္ဂလာရှိတဲ့စကားပဲခမရအလုတ်ကင်ကောစတိုးဆိုင်တို့ဘာလို့ရှိသေးသလားစတိုးဆိုင်ကတော့မရှိတော့ဘူးကပြီးသူပိုင်းတိန်းလုံးကပါသွားတယ်ခုရှေးအောင်ပစ္စည်းအယောင်ဆိုင်ကလေးဒီဇိုင်းဖွင့်ထားတယ်ဘူချုပ်စီထဲမှာခုမင်းကိုပြချင်လို့မင်းကဝါသနာပါတယ်မဟုတ်လား ဝါသနာပါပေမဲ့ကျွန်တော်ကနားတော့မလည်ပါဘူးဗျာခမားကတော့စံပဲငငယ်တုန်းကတော့အလအပအတိအလွင်ပစ္စည်းကလေးတွေကြီးရောင်းခဲ့တာခုတော့ဘာဖြစ်လို့အဟောင်းအမြင်အကျိုးအပဲ့တွေကိုရောင်းနေရတာလဲ လူဆိုတာပြောင်းသွားတာပေါ့ကွာဒသနစကားနဲ့ပြောရရင်ငငယ်တုန်းကတော့အပေါ်ရန်အလှအပေါ်ရန်သဘောလောက်ပဲကြည်တာကိုကွာအသက်ကြီးလာတော့အနှစ်သာရကိုသဘောကျလာတာပေါ့ကလေးတယောက်ကိုမင်းလုံတဲ့နင်းသမီးရုပ်လှလှကလေးတယောက်နဲ့ကျိုးပဲ့နေတဲ့တသကီရီဘလူးကောင်းတကောင်းကိုရှင်ချပေးရင်ဘယ်ဟာကိုကိုကြိုက်မလဲလာပါတယ်ဝင်နေတဲ့မင်းသမီးရုပ်ကလေးကိုပဲယူမှာပေါ့ဘလူးကောင်းကြီးကိုဘသူယူမလဲဟန်ကိုကြရဲ့လား ကြပါတယ်ဒါပေမဲ့ချင်းဟောင်းပစ္စည်းဆိုတာဥပဒေနဲ့လွတ်အောင်တတိတော့ထားရတာပေါ့ကွာပြီးတော့ချင်းဟောင်းပစ္စည်းဆိုတာအဖိုးတန်နဲ့မတန်ဘူးဆိုတာလူများမသိဘူးလေကွာဝါသနာပါတဲ့သူတို့ပညာရှင်တို့ကမှသိတာမဟုတ်လားဒီတော့တချို့ပစ္စည်းတွေဆိုရင်လဲကိုကနည်းနည်းလောက်နဲ့ရပေမဲ့တင်းချီပြီးတန်စင်တန်နေတာလွန်ခဲ့တဲ့10နှစ်လောက်တုန်းကတင်းင်းသာရင်တိုင်းကမြို့ကလေးတစ်မြို့ရောက်သွားလို့ခြေထဲကဆယ်လာတဲ့ကြွေခရီးလေး ရွှေခရီးလေးတရုတ်လာရောက်နေ။ဘာပေးရမလဲ။တရာကျော်ပဲပေးရတယ်။ကြီးလိုက်တော့300သူလောက်ကကြွေဦးกว่าငါပွားသွားတာပေါ့ကွာ။အများကြီးရလိုက်တယ်။ဒီလိုပေါ့ကွာ။အရင်တုန်းကတော့အစ်စ်ရောင်နေသူ၊ခုတော့အဟောင်းရောင်နေသူပြီးတော့ငါပစ္စည်းတွေကရေရတယ်ကွာ။ဒီပစ္စည်းတွေကိုဖုံမှုန့်လို့ဘာလို့တုံးစရာလဲမလိုဘူး။စီကြောတိုက်ချွတ်စရာလဲမလိုဘူး။ဖုံတွေကြီးတွေတက်နေလေလေဟောင်းလေတန်ဖိုးရှိလေလေမဟုတ်လား။ ဒီတော့ဟိုတုန်းဟိုတုန်းကလို့လဲသူ့ကိုအယံတင်ပေးဆရာမလို့ဘူးဖုံတော့ဆရာမလို့ဘူးဒီတိုင်းပြထားလိုက်ရုံပဲလူခိုးမှလည်းမကြောက်ရဘူးဒီအဟောင်းပစ္စည်းတွေဘသူယူမလဲကွာသွားကြရင်ဖုံအောင်ပေးသေးတယ်သိတဲ့လူအဖို့သာတန်ဖိုးရှိတာမသိတဲ့လူအဖို့တော့အကျိုးအပဲ့အဟောင်းမြင့်တွေဒီတော့ငါဆိုင်ကိုတစ်ခုမှမလည်းမပူရဘူး ခုငါတယောက်တည်းဆိုင်မှာထိုင်နေအပြင်သွားခြင်းရင်ဆိုင်နာနီးချင်းကိုမှာပြီးထွက်လာရုံပဲကြောက်မှာရှာမှာဘာမှမပူရဘူးမင်းကိုပြရအောင်မင်းကျွန်တော်တို့ဒီလက်ဖက်ရည်ဆိုင်မှာထလာခဲ့ကြကဘိုးချုပ်စေးတစ်ခုတော့ယုံတစ်ခုတော့ဆိုင်တန်းမှာတစ်ခုတော့ကြောင်ကလေးတစ်ချောင်းလဲခါသူ့ဆိုင်တို့ရောက်လာခဲ့သည်သူပြောသည့်အတိုင်းသူ့ဆိုင်ပေါ်တွင်အယုတ်အကျိုးအပဲ့တွေကျွေအိုးအရွယ်အပဲ့တွေစီးတံအတူအဆတွေပပူးအကျိုးအပဲ့တွေပြည့်လျက် ဒီပစ္စည်းတွေဘသူခိုးမလဲကွာ။ကရင်လက်တောင်ဖုံပေးအောင်မယ်။ငါအဖို့တော့ဟန်ကြတာပေါ့။မင်းတို့ပြောတဲ့တသနာအမြင်နဲ့ပြောရရင်ငငယ်တုန်းကတော့တစ်တစ်လွင်လွင်လှလှပပကလေးတွေကိုအဟုတ်ထင်ပြီးအဲ့ဒီလိုပစ္စည်းကလေးတွေကိုရောင်းချင်တာပေါ့ကွာ။အခုတော့အဟောင်းထဲမှာအနှစ်သာရရှိတယ်ဆိုတာငါသဘောပေါက်သွားပြီကွာ။တတကီတီခေါင်းရုပ်ကိုကြည့်စမ်းရှေးလက်ရကွဘလောက်တမ်းမယ်လို့မင်းထင်လဲခဏန်း၆လုံးလောက်အထိရှိတယ် သူသည်ဖုံးတွင်ပေနေပြီးမဲနှက်နေသည့်တစ်သားဘလူးခေါင်းရုပ်တစ်ခုကိုကောက်ကင်ပြပြီးနောက်လက်တွင်ပေနေသည့်ဖုံများကိုလက်ချင်းပွေ၍ခါချနေလေသည်1992နှစ်ဒီဇင်ဘာလကလျာနားဆင်အပိကေချာသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ Channel လေးကိုလည်း Like and Subscribe လေးတွေပြုလုပ်ပေးကြပါဦးနော်။အားလုံးဘေးကင်းကျန်းမာကြပါစေရှင်။